စကိုင်းတိုင်းကမ်းမလူမျိုးနဲ့ဇီကုံမျိုးမှရက်စကန်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကစက်တင်ဘာလ18ရက်ကစစ်နေတိုက်ခိုက်မိရှုခဲ့ပြီးနောက်မြို့ကန်လုပ်ငန်းရှင်တွေကိုခေါ်ယူတွေ့ဆုံကရက်စကန်ပြန်ဆောက်ပေးဖို့နဲ့အသက်18ခနှစ်ကနေ35နှစ်ကြားလူငယ်တွေစစ်မှုထမ်းဖို့ပါစုံစုကခေါ်ယူတွေ့ဆုံခဲ့တယ်လို့ဇီကုံမျိုးကန်တွေကပြောပါတယ်စက်တင်ဘာလ18ရက်မှာဒေတာရင်းတော်လိုင်းရင်အင်အားစုတွေကဇီကုံမျိုးမှရက်စကန်ကိုစစ်နေတိုက်ခိုက်ရမှာရဲအရာရှိတဲ့အပါအဝင်6ဦးသေဆုံးပြီးတော့၄ဦးအရှင်ဖမ်းမိကာ လက်နက်ဆက်လက်နက်သိမ်းဆည်းရရှိခဲ့ပြီးစကန်တွင်ကအဆောင်တွေကိုပါပြီးရှုဖြစ်စီခဲ့တာဖြစ်ပါတယ်။မိလောင်သွားတဲ့ရက်စကန်တွင်ကပြန်လည်တိဆောက်ရမှာကုန်ကြငွေတွေကိုမြို့ကန်လုပ်ငန်းရှင်တွေထံကတောင်းခံခဲ့တာလို့လုံခြုံရေးကြောင့်အမည်မဖော်လို့တဲ့မြို့ကန်တူကပြောပါရယ်။ဈေးကုန်းမြို့ကိုရန်ကြီးအောင်ရန်နိုင်အေးအောင်သိတ္တိဆန်ရေးတရားငကပေါ်နဲ့လက်ဆယ်ဆိုတဲ့ရက်ွက်၆ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့လူဦးရေတထောင်ကျော်နေထိုင်ပါရယ်။ မြို့ပေါ်ရက်ွက်6ခုတဲကလက်ဆက်ရက်ွက်မှာနေထိုင်တဲ့ပြည်သူတွေဟာတော်လရေးမှာထဲထဲဝဝင် ပါဝင်သူတွေဖြစ်တာကြောင့်အစောပိုင်းနှစ်တည်းကတည်းကဇီးကုံမြို့မှာရှိတဲ့စုပ်စုရဲ့မောင်းထုတ်ခြင်းကိုခံထားရသူတွေဖြစ်ပြီးတော့လက်ရှိအချိန်ထိစစ်ပေးရှောင်သူတွေဖြစ်နေထိုင်နေကြဆဲဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်။ဇီးကုံမြို့ဟာကမ်ဘလူးမြို့နယ်ရဲ့တောင်ဘက်ချမ်းမှာတည်ရှိပြီးတော့ဇီးကုံမြို့ရဲ့အနီးမှာဆိုရင်ဝက်တိုးရွာပြူစကန်ဇီးကုံတကြားဆက်အထိုင်စကန်နဲ့ ကာဝိုးရွာပြူစတိုင်စကန်တွေအပြင်စကန်ပပက်လယ်မှာစကန်အများအပြားရှိနေပါတယ်။ဇီကုံမြို့ဟာကမ်းမလူမြို့နယ်ရဲ့တောင်ဘက်ချမ်းမှာတည်ရှိပြီးတော့ဇီကုံမြို့ရဲ့အနီးမှာဆိုရင်ဝတ်တိုးရွာပြူစောတိအထိုင်စကန်ဇီကုံတကြားဆက်အထိုင်စကန်နဲ့ကာဝိုးရွာပြူအထိုင်စကန်တွေအပြင်စကန်ပပက်လယ်မှာပြူစကန်တွေအများအပြားရှိနေပါတယ်။